ထေကြတဲ့ဒီတိုင်းသာဆက်သွားရွှင်ကျော်ဟာလေတာသနာပြုတဲ့ဂိုင်းကနေပြီးတော့စီဝိုင်းဈေးကွက်လုတ်တဲ့ဂိုင်းတစ်ခုဖြစ်ဖြစ်ကိုဖြစ်လာလိမ့်မယ်အဲမိတ်ဆွေတို့သိလားမသိဘူးလွန်ခဲ့တဲ့9နှစ်ကျော်6နှစ်9နှစ်ပေါ့အဲ့ကာလာဝင်းကျင်တုန်းကကျွန်တော်မြန်မာနိုင်ငံမှာ MMML စနစ်เนาะအဲဥမာတစ်ခုကပစ္စည်းတစ်ခုကိုဈေးအရင်တင်ထားတယ် တင်ထားပြီးတော့အဲ့ပစ္စည်းတစ်ခုပဲဝယ်ရမယ်ပြီးရင်ဘာလို့ကမလဲဆိုတော့အဲ့ပစ္စည်းကိုကင်ပြီးတော့တခြားဝယ်မဲ့သူတွေကိုအဲဝယ်ခြင်းစိတ်ရှိအောင်လို့မမခေါ်တဲ့စီးပွားရေးဈေးကွက်တိတ်လားမသိဘူးအဲ့ပစ္စည်းကအသုံးတည့်တည့်မတည့်တည့်နော်အဲ့ပစ္စည်းတစ်ခုဝယ်ပြီးသွားတာနဲ့ तू ကဘာဖြစ်လဲကိုယ်စလဲဖြစ်သွားပြီပြီးသွားလို့ရှိရင်မိမိလူမျိုးပဲကိုယ်စလဲဖြစ်အောင်လို့အဲ့ပစ္စည်းတစ်ခုကိုပြပြီးအဲ့လူပါဝယ်အောင်လို့မကယ်တင်ဆင်းရတာပြီးသွားလို့ရှိရင် ပစ္စည်းအခုရေရောင်းလာတာနဲ့အမြ နော်မန်မာရီများလာတဲ့နဲ့အမြဘလူယာတူးတွေ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 တက်သွားမယ်မကဲဒင်းတွေကလည်းအရန်ကောင်းတာမကဲဒင်းကလည်းအရန်ကောင်းတာအဲသူတို့ပြောလိုက်လို့ရှိရင်အဲ့ပစ္စည်းတစ်ခုဝယ်ပြီးသွားနေချင်းညာချင်းပဲဟာလာနော်အဲသိန်းရာကျော်နော်ထောင်ကျော်ချမ်းသာတော့မဲ့တထီးကိုဖြစ်သွားတာနော်ဟာလာတကယ်တကယ်တမ်းကျတော့ဘာမှမဟုတ်ဘူးနော်ဘာမှမဟုတ်ဘူးဘာလဲဆိုတော့ခုနပြောသလိုမျိုးပေါ့မကဲဒင်းကောင်းတဲ့သူမျိုး နော်ကြဘိုးလေးဖြစ်အောင်ပြောနိုင်တဲ့သူမျိုးပြီးသွားလို့ရှိရင်ဟိုဘယ်လိုခေါ်မလဲနော်အဲဘာမှမသိနားမလဲတဲ့သူတွေအဲ့ပစ္စည်းရောင်းပြီးဘာမှလည်းအသုံးမတည်ပဲနဲ့အဲအောက်ခြေလူတန်းသားတွေကိုလှုပ်ရှားတဲ့ပုံစံမျိုးနော်အဲ့လို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 စီးပွားရေးပုံစံမျိုးကျွန်တော်တို့ရွှေရင်ကျော်မှာလဲအခုတော့ဖြစ်နေပြီလားတော့မသိပါဘူးဗျာနော်မသိဘူးပေါ့နော်ဘာလဲဆိုလို့ရှိရင်အယံမကဲတဲ့နေ့ကောင်းကြတယ် ကျွန်တော်တို့တခါမှမကြားဘူးမမြင်ဘူးတဲ့မကဲတဲ့နေ့စင်းတာလဲပြောမနေနဲ့ထိုနီးထူစွာပဲရွှေညော်နဲ့မသက်ဆိုင်တဲ့မကဲတဲ့နေ့လဲစင်းလိုက်တာအများကြီးပဲထိုနီးထူစွာပဲအဲမကဲတဲ့ကတော့အရင်ကောင်းတယ်တိုးတော်ညာလဲပယောကကုသတာနော်အဲစေစမတွေကိုစီရင်တာပေါ့ဗျာအဲ့ဒါတွေနဲ့ပဲဒါ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 ဘာဖြစ်လာလဲဆိုတော့ အဲလူနာမြင်းများရှာနိုင်လို့ရှိရင်လူနာမြင်းများကုနိုင်လို့ရှိရင်အပညာစိတ်နေတက်မယ်။နောက်စုပ်တော်တွေချမယ်။တပြည့်တွေမွေးမယ်။ဒါဆိုရင်ဂိုင်းလုတ်ကိုလုတ်နေတာအဲ့လိုမျိုးတွေဖြစ်လာတာများတယ်။ဆိုတော့တကယ်တကယ်တမ်းအဲပညာနဲ့ပတ်သက်သက်ဆိုင်၍အသိပညာအတတ်ပညာနဲ့ပတ်သက်သက်ဆိုင်၍နော်ဂိုင်းတော်နဲ့ပတ်သက်သက်ဆိုင်နဲ့ဂိုင်းတော်နဲ့ကိုက်ညီတဲ့အကျဉ်းစရိုက်တွေနဲ့ပတ်သက်သက်ဆိုင်၍ no မရှိတဲ့သူရှားတယ်။နော်အဲ့ဒါတွေမသိတဲ့လူမရှိတဲ့သူ အမတန်ကိုမှများတယ်ရှားတယ်တော့ဖြစ်သွားတယ်တကယ်တိတဲ့တက်တဲ့သူနားလေတဲ့သူအမတန်ရှားသွားပြီယနေ့ခေတ်မှာเนาะဒီလိုတွေရှိတယ်ဒီလိုတွေရှိတယ်အဲ့တော့ဘာဖြစ်လာသလဲဆိုတော့အရေးတတ်တွေများလာတယ်အရေးချင်းရှိတဲ့သူတွေနည်းလာတယ်တပယောကတွေကုတနိုင်လို့ရှိရင်လူနာတွေများစွာရရှိလာလို့ရှိရင်ဟာလာเนาะစမတွေကိုကျွမ်းကျင်လိမ်မှန်ပန်းနဲ့ဆိုပြီးဆွဲတက်ရင်ပြောတာเนาะဆွဲတက်ရင်ပြောတာเนาะ စမကိုကျွမ်းကျင်လိမ္မာပန်းနဲ့စွာတက်ကျွမ်းတယ်ဆိုတဲ့နေရာမှာစွဲတက်တာနဲ့စမရဲ့အကြောင်းအကျိုးအကောင်းဆုံးတွေကိုသိရသိပြီးကျွမ်းကျင်တာနဲ့မတူသေးဘူးနော်ကျွမ်းကျင်တဲ့ပုံကျွမ်းကျင်နည်းနှစ်နည်းရှိတယ်စမကိုစွဲတဲ့နေရာဌာနမှာဘယ်လိုစွဲမယ်ဘယ်လိုလုပ်ရမယ်ဆိုတာကိုဆရာပြတဲ့အချိန်ကျွမ်းကျင်လိမ္မာပန်းနဲ့စွာလှလှလေးစွဲတက်တာတို့လှလှလေးပောက်တက်တာတို့အဲ့လိုကျွမ်းကျင်တာတမျိုးအဲ့နော်စမရဲ့အကြောင်းအကျိုးအကောင်းဆုံးတွေကိုခေစီတွင်းကြသိရှိနားလည်ပြီးတော့ အတုံးချနိုင်စွာအတုံးပြနိုင်စွာရှိတဲ့ကျွမ်းကျင်မှုကတမျိုးအဲ့ဒီမှာကျွန်တော်ပြောတဲ့ဟာကခုနပြောတဲ့စမတွေကိုလှလှလေးဆွဲတက်တာတို့လှလှလေးပောက်တက်တာတို့เนาะအဲအဲ့ဒါအဲ့ဒါမျိုးကျွမ်းကျင်တာနဲ့ကျွမ်းကျင်လို့ရှိရင်သူကဘာဖြစ်လာလဲဆိုတော့ပညာစိနေတက်မယ်စွတ်တော်ကြီးချမယ်ဟလာပြောကြရဲကုမယ်တပြည့်တွေမွေးမယ်ပြီးသွားလို့ရှိရင်အဲပြောကြရဲမြင်းမြကုသလာရင်တပြည့်တွေမြင်းမြရလာရင်ဆရာကြီးကပူဇော်ပွဲတွေကြီးကြီးကျယ်ခင်းမယ်အဲဒါမျိုးဒါမျိုး ဒါဆိုလို့ရှိရင်ဘုံကံကြီးတယ်ဒါဆိုလို့ရှိရင်ဆရာကြီးဖြစ်တယ်အဲအဲ့လိုတွေပြောတယ်ဆိုတာကကျွန်တော်မုန်းလဲကျွန်တော်ဂရုမစိုက်ဘူးနော်ကျွန်တော်ကဘာကြောင့်ပြောတာလဲလို့မေးလို့ရှိရင်ကျွန်တော်ကြာလာလို့ရှိရင်ဂိုင်းတော်ကိုချစ်ရမရောက်ဘူးဂိုင်းတော်ကိုထိတ်ရမရောက်ဘူးဂိုင်းတော်ကိုနှိမ့်ကိုကိုတိုင်းနှိမ့်ချရရောက်တယ်ကိုကိုတိုင်းဖြက်စီးရရောက်တယ်ကိုကိုတိုင်းဘာဖြစ်တာလဲချစ်ရမရောက်ဘဲနဲ့နှိမ့်ရရောက်နေလို့ကျွန်တော်ကအဲသတိထားစင်ကြင်ပွဲရပြောတာ အဲကျွန်တော်ဝေဖန်လို့လည်းပဲပြောပြောတိုက်ခိုက်တယ်လို့ပဲပြောပြောမနာလိုလို့ပဲပြောပြောဒါကကျွန်တော်တို့တွေဒီအဲလူငယ်လည်းမကြောက်ဘူးလူကြီးလည်းမကြောက်ဘူးကျွန်တော်တို့အလဲလဲဖြစ်နေဒီလူကြီးတွေမရှိတော့လို့ရှင်ကျွန်တော်တို့ထိမ့်သိမ့်ရမှာကျွန်တော်တို့စောင့်ရှောက်မှာဟာလာအဲ့တော့ထိမ့်သိမ့်နဲ့စောင့်ရှောက်တဲ့နေရာဌာနမှာထိမ့်သိမ့်မှုမှန်ကန်မှစောင့်ရှောက်ဖို့မှန်ကန်မှ ထိမ့်သိမ့်တဲ့အရာကပြည်ပြင်းမယ်စောင့်ရှောက်တဲ့အရာကပြည်ပြင်းမယ်အဲ့တော့ အားလုံးအားလုံးတို့ဒီဒီရွှင်ကျော်ဆိုတဲ့အိစာတရားမိတ်ဒီစီဂိုင်းဆိုတဲ့အမည်နာမနဲ့ရည်တည်နေတဲ့ဆရာဆရာမတိုင်းမှာဒီတာဝန်ဝတရားရှိတယ်ဒီတာဝန်ဝတရားရှိတယ်အဲစကားပြောတဲ့နေရာဌာနမှာလေချိုးလေးနဲ့ဆရာတို့ဆရာမတို့ရဲ့ဒီလိုလေးဟိုလိုလေးအဲ့လိုပြောလို့ရှိရင်တော့ကြိုက်ကြတယ်ကြိုက်ကြတယ်သို့တော်ညာလေအဲ့လိုပြောလို့ကိုဘက်ကနေပြီးတော့အဲ့လိုပြောလိုက်လို့ရှိရင်နားဝင်တော်ညာလေ ရှေ့တင်နှမျိုးကိုရတမျိုးတွေအများကြီးဆိုတော့ကျွန်တော်ပြောတဲ့စကားကိုလက်ခံဖို့လားဆိုတော့လက်ခံဖို့မဟုတ်ဘူးတတိထားကြည့်ပြီးတော့စဉ်းကျင်ဖို့အရေးကြီးတယ်ဟာကိုလို့ကိုလို့ထားပဲကွာဘယ်သူမှကြည့်စိတ်ဆံမလို့ဆိုပေမဲ့ကိုလို့တဲ့အလုတ်ကဂိုင်းတော်ကိုခုတုံးလုံနေတဲ့လောက်ရက်တွေများစွာရှိနေအဲ့လောက်ရက်မမှန်သေးဘူးအဲ့တော့ကျွန်တော်တို့ကအမုန်းခံပြီးတော့ပြောတယ်အမုန်းခံပြီးတော့ပြောတယ်ဆိုတာဘာဖြစ်လို့မုန်းခံပြီးတော့ပြောတာလဲဆိုရင်ချစ်လို့အမုန်းခံပြီးပြောတာ ဂိုင်းကိုချစ်လို့ဂိုင်းသူဂိုင်းသားတွေကိုချစ်လို့เนาะချစ်လို့အမုန်းခံပြီးတော့ပြောတာ ဖြစ်တယ်အဲ့တော့ကိုလို့ကိုလို့ပါလားကျွန်တော်လည်းကျွန်တော်တို့လို့ကျွန်တော်တို့လုံးလို့ရတာပေါ့ကိုလို့ကိုလို့လို့ရတာပေါ့သို့တော့ညာလေဟာလာဘာဖြစ်လာလဲဆိုကြာလာတဲ့အခါမှာเนาะအဖေဦးမြခင်ပြောတယ်လို့မျိုးပေါ့မန္တလေးရရွှေညောဘုံကြီးဘုံကြီးလို့ရှင်ရန်ကုန်ရရွှေညောဘုံကြီးတာနဲ့ဘုံကြီးတာနဲ့အတူတူပဲဆိုတဲ့ကဲတော့မန္တလေးရရွှေညောမကောင်းလို့ရှင်လည်းရန်ကုန်ရရွှေညောသွားတာပဲเนาะ အားလုံးကတယောက်နဲ့တယောက်အကုန်လုံးပေါင်းစုဖွဲ့ပြီးတော့ဒီဂိုင်းရဲ့အမိနာမအောက်မှာပဲယက်တည်နေကြတဲ့ဆရာဆရာမတွေအဲ့တော့ရွှေညောတယောက်ကောင်းရင်နောက်ထပ်တယောက်လည်းကောင်းနိုင်တယ်လို့เนาะအဲရွှေညောတယောက်ဆိုးရင်နောက်ထပ်တယောက်လည်းဆိုးနိုင်တယ်အဲ့တော့အခုခေတ်ကာလအနေထားရမှာကွနပြောသလိုရွှေညောဂိုင်းတော်ကြီးက MNN စီးပွားရေးစနစ်ကဲ့သို့เนาะဘယောကမြများကုသနိုင်ရင်လူနာများရင် เนาะအဲတပြည်များရင်ဖုံးကြီးတယ်ဆိုတော့ခစ်ဖြစ်နေတယ်အသိပညာအတတ်ပညာတွေအကျဉ်းစရိုက်ကောင်းတွေဂိုင်းနဲ့ကိုက်ညီတဲ့အကျဉ်းစရိုက်ကောင်းတွေဂိုင်းရဲ့ရည်ရွယ်ချက်ဥတီချက်တွေကိုအ धिक လျှောက်လန်းတဲ့ပုံကိုယ်တွေအလွန်အမတန်ကိုမှနေပါတယ်ပြောရမယ်ဟိဆိုလို့ရှိရင်အရေးအတွက်တွေများတယ်အရေးချင်းနေနေတယ်ဥပမာဥပမေးရကျွန်တော်မနက်ကပြောခဲ့သလိုပဲခလေးတယောက်ကို ကျမ်းမာရေးဂယုစိုက်ပေးတဲ့နေရာဌာနမှာ ချစ်လို့ကျမ်းမာရေးဂယုစိုက်ပေးတဲ့နေရာဌာနမှာအစာကြီးပဲကျွေးနေုံနဲ့ကျမ်းမာရေးဂယုစိုက်ပေးနေတယ်လို့မထင်နဲ့။ကံအလုတ်မှန်မှလည်းကျမ်းမာရေးကောင်းမှာ။နော်ပြီးသွားတော့ဥရုကိုကြည့်ပြီးတော့အဲ့ကလေးကိုပြုစုဆောင်ရွက်တတ်မှလည်းအဲ့ကလေးကကျမ်းမာရေးကောင်းမှာ။နော်အဲ့တိုင်းပဲအဲစိတ်ကိုလည်းပျော်ရွှင်အောင်ချမ်းသာအောင်ထားတဲ့နေရာဌာနမှာအဲဒလို့မဟုတ်ဘဲနဲ့အဲ့စိတ်စေတသိက်ကိုလည်းမှန်ကန်စွာထားတတ်အောင်လို့သင်ကြားပေးမှသာလျှင်အဲ့ကလေးကကျမ်းမာရေးကောင်းမှာ။ကံစိတ်ဥရုအဟာရ လေးခုစလုံးမြတ်တညင်းညွတ်မှအဲ့ကလေးကကျမ်းမာရေးကောင်းမှအဲ့လိုမဟုတ်ဘဲနဲ့အစာကျွေးရင်ကျမ်းမာတယ်ဆိုပြီးအစာရည်ပဲနင်းကန်ကျွေးရင်အစာကနေပြီးတော့အစိတ်ပြန်ဖြစ်တတ်တယ်နော်အဲ့တိုင်းပဲတပြည့်တွေအများကြီးပဲမွေးတယ်အဲဟာလာခုနပြောသလိုပယောဂရည်ပဲကုတယ်တပြည့်တွေအများကြီးပဲမွေးတယ်ဓာရီပဲလှုပ်ပြီးဓာရီပဲပြန်သင်ပြီးတော့နော်အရေးအတွက်တွေပဲများလာလို့ရှင်အဲ့အရေးအတွက်ဆိုတဲ့အင်အားကအစိတ်တောက်ပြန်ဖြစ်တတ်တယ်ယနေ့ခေတ်မှာဇယိတ်မပြင်းမနဲ့အစိတ်တောက်ဖြစ်နေတဲ့ ပုံကိုယ်တွေအများကြီးပဲရှိတယ်ဒါလေးတွေတတိထားဖွယ်ရဖြစ်အောင်လို့ကျွန်တော်အနေနဲ့ပြောတာကျွန်တော်ပြောပြီးသားနော်ကျွန်တော်မုန်းကျင်လဲမုန်းနော်ကိစ္စမရှိဘူးနော်အဲ့တိုင်းပဲ क्वे ရမှာမကောင်းပြောကျင်လဲပြောနော်ကိစ္စမရှိဘူးကျွန်တော်တို့ကဒါတွေကယိုးနေပြီယိုးနေပြီနော်ယိုးနေပြီကြိုက်တယ်လို့ပြောကြိုက်တယ်လို့အဲကျွန်တော်ကိုမကောင်းပြောကြိုက်တယ်လို့အပြစ်တင်ဝေဖန်ရှုံချကျွန်တော်ကတော့ဘာမှမဖြစ်ဘူးကျွန်တော်တို့တော့ကယိုးနေပါပြီ